အားလုံးမင်္ဂလာပါရှင်။ကျမဆွေးနွေးပေးနေရပေါ့နော်။ The Saturn thing resilient in your child ပေါ့နော်။ဒီအကြောင်းအရာလေးမှာဆိုရင်တို့ရဲ့ကလေးတွေကိုစဉ္ဉံခံနိုင်တဲ့စွမ်းရည်တွေဖွံ့ဖြိုးဖို့အတွက် ဘာကြောင့်လိုအပ်တယ်ဆိုတဲ့အကြောင်းနေဆွေးနွေးခဲ့တယ်ဘဝမှာအခက်အခဲတွေပြဿနာတွေအနေအမြင်တက်ကြတွေကြုံတွေ့ရမယ်အဲ့ဒါတွေကိုရင်ဆိုင်နိုင်မှုအတွက် resilience ဆိုတဲ့ကြံ့ကြံ့ခံနိုင်တဲ့အရေးချင်းတွေရှိနေရမယ်အဲ့ဒီအချင်းတွေဖွံ့ဖြိုးလာအောင်လည်းပဲနေ့စဉ်လှုပ်ဆောင်တဲ့အလုပ်ကလေးတွေကိုသူ့ရဲ့အချိန်နဲ့တပြေးညီလှုပ်ဆောင်ရခြင်းလှုပ်ဆောင်ရမယ်ဆိုတာဆွေးနွေးခဲ့တယ်လှုပ်ဆောင်ရခြင်းရဲ့ကျမတို့အကျိုးတွေလည်းဆွေးနွေးပေးခဲ့တယ် ။အဲအဲ့တော့ကြတော့အဲ့လိုမျိုးပေါ့နော် သူ့ကိုအချိန်အနည်းတွင်ညီစနစ်တကျလှုပ်ဆောင်တတ်အောင်လေ့ကျင့်ပေးရင်းနဲ့ပဲကျန်းကျန်းခံနိုင်တဲ့စွမ်းရည်တွေဟာပွင့်ပြိုးလာမှာဖြစ်တယ်။ဒီစွမ်းရည်တွေဟာကျမတို့ဘဝတခြားလုံးမှာလိုအပ်နေတဲ့စွမ်းရည်ဖြစ်တယ်ဆိုတာလည်းပဲကျမဆွေးနွေးဆွေးနွေးခဲ့ပါတယ်။ resilient က life long ကြာနေပါဘဝရှိနေသည်များအသက်ရှင်နေသည်များကာလပတ်လုံးကြင်ကြံခံနိုင်တဲ့စွမ်းရည်တွေဟာရှိနေရမှာဖြစ်ပါတယ်ရှင်။ အဲ့တော့ကြတော့ရှိနေအောင်လေ့ကျင့်ပေးမှလည်းရှိမှဖြစ်ပါလေရှင်ကိုကိုတိုင်းလည်းလေ့ကျင့်ယူရမှဖြစ်တယ်လို့ကိုယ့်ရဲ့ကလေးတွေကိုလည်းပြုစုပြောင်းထောင်တဲ့သူတွေကနေလေ့ကျင့်ပေးမှဒီဒီဆွေးကြီးတွေကရရှိလာစေမှဖြစ်ပါလေရှင်အဲ့တော့ဒီနေ့မှလည်းပဲဒီထဲမှာဆိုရင်ဒီပုံလေးဆိုရင်ဒီလိုမျိုးကြုံတွေ့လေရပြီဆဲကျော်တဲ့ကလေးလေးရပေါ့နော်အဲတခုခုကိုသူအစင်မပြေတာဖြစ်နေပြီသူစိတ်မကောင်းဖြစ်เสียရပေါ့ ူစိတ်အလိုမကျတာလေးတခုတော့ဖြစ်နေပြီဒါလေးကို သူ့ကို သူ့ရဲ့အမေလည်းဖြစ်နိုင်တယ်အမလည်းအတော်လည်းဖြစ်နိုင်တယ်သူ့ကိုပြည့်စုံဆောင်ရှောက်တဲ့သူတူဦးပေါ့နော်သူကနေပြီးတော့သူ့ရဲ့မျက်နှာလေးကိုတကယ်ကိုနှွေးထွေးစာနဲ့ကင်ပြီးတော့သူ့ရဲ့ခံစားချက်ကလေးကို ပြန်လဲထိန်းချုပ်နိုင်မှုပြန်လဲတည်ပြုနိုင်မှုပြန်လဲသုံးသပ်နိုင်မှုသူ့ကိုအကူအညီပေးနေတယ်တကယ်ကိုပဲနှွေးထွေးချစ်ခင်စွာနဲ့ မိမိရဲ့ခံစားချက်တစ်ခုကို ပြန်လဲသုံးသပ်စဉ်းစားဆင်ခြင်နိုင်ဖို့အတွက်တတိပေးနေတဲ့ပုံလေးနဲ့တူတယ်လို့ကျမအနေနဲ့တော့ခံစားရပါတယ်ရှင်။အဲကျမရဲ့ကြည့်ရှုနေတဲ့အဲကလေးကိုပြုစုဆောင်ရှောက်နေတဲ့သူတွေရောဒီလိုမျိုးလေးခံစားမိလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။ဒါဆိုရင်စိတ်ခံစားမှုကို မိမိမှာဖြစ်နေတဲ့စိတ်ခံစားချက်တွေစိတ်ခံစားမှုတွေကိုကောင်းတဲ့နည်းလမ်းနဲ့ထုတ်ဖော်စေခြင်းဟာအကောင်းဆုံးဖြစ်ပါတယ်ရှင်။ဒါကြောင့်မိမိရဲ့ emotion တွေကိုပေါ့နော်ကောင်းတဲ့နည်းလမ်းနဲ့ထုတ်ဖော်ဖို့လိုအပ်တယ်။တတိရှိဖို့လိုအပ်တယ်။ထိန်းချုပ်နိုင်ဖို့လိုအပ်တယ်။အဲဒါမှလည်းကျမတို့ကျမ်းမာမှာပေါ့နော်။ဒါကြောင့်အဲ expression emotion in healthy way ကောင်းတဲ့နီလန်းတွေနဲ့မိမိရဲ့ခံစားချက်တွေကိုထုတ်ဖော်ရမယ်။ဒါလေးကိုတတိရှိဖို့အတွက်ပြုစုဆောင်ရှောက်တဲ့သူတွေတူတူဝနေပြီးတော့ဒီပုံလေးထဲမှာအကူအညီပေးနေတာပေါ့ဆယ်ကျော်သက်ကလေးလူငယ်လေးကိုဆယ်ကျော်သက်ကလေးလေးကိုဒါအကူအညီပေးနေတဲ့မိမိရဲ့ခံစားချက်တွေကိုကောင်းတဲ့နီးနဲ့ထုတ်ဖော်တတ်တဲ့အလေးထားလေးရအောင် အကူညီပေးနေခြင်းဖြစ်ပါတယ်။ဒါဆိုရင်ကျမတို့တို့ရောကလေးကိုပြုစောင့်ရှောက်နေတဲ့သူတွေအားလည်းပဲဒီလိုမျိုးလေးတွေပေါ့နော်။ခံစားတဲ့စိတ်ခံစားချက်တိုင်းကို ကောင်းတဲ့နည်းလမ်းလေးနဲ့ထုတ်ဖော်တာတည်ခြင်းပေးချရမှာလည်းဖြစ်ပါတယ်ရှင်။နောက်တစ်ခုကကြတော့ကျမတို့ကြင်ကြင်ခံနိုင်တဲ့စွမ်းရည်တွေဖွံ့ဖြိုးဖို့ဆိုရင် တွေးကြုံလာတဲ့ပြဿနာတွေကို ဖြေရှင်းတတ်ဖို့လိုတယ်။အဲ့လိုမျိုးဖြေရှင်းတတ်အောင်သင်ယူဖို့လိုပါတယ်ရှင်။ တည်ယူနိုင်အောင်လူကြီးမိဘအုပ်ထိန်းတဲ့သူတွေကအခွင့်အလမ်းတွေပေးရမယ်။အဲဒီပုံလေးထဲမှာဆိုရင်သူတို့နှစ်ဦးဘောလုံးတစ်ခုလူနေပြီ။တည်ခုခုကစားဖို့ပေါ့နော်လူနေတယ်။လူနေတယ်ဆိုရင် လူကြီးမိဘကမြင်လိုက်ပြီးဆိုရင်အန္တရာယ်မဖြစ်နိုင်သေးဘူးဆိုရင်ဆောင်ချီနေရမှာဖြစ်ပါတယ်ရှင်တော်တော်များများလူကြီးမိသားစုတွေကတော့ဒီလိုလူနေရင်ရဖြစ်တော့မှစိုးရိမ်နေစိုးရိမ်စိတ်တွေနဲ့ ဟဲဟဲမလူအောင်ဘာဖြစ်ဟိုလူငောင်ဒီလူငောင်ဟိုကလေးငောင်ဒီကလေးငောင်ပေါ့နော်ကလေးနှုတ်ကသူတို့ဘာသူတို့ဖြည့်ရှင်းတာမဟုတ်ဘူးကြီးတဲ့သူကဖြည့်ရှင်းတာဖြစ်တဲ့အတွက်ဂျေနဲ့ထားလဲရှိမယ်မဂျေနဲ့ထားလဲရှိမယ်ဒါမျိုးတွေဖြစ်တဲ့တဲ့ဒီလိုအခြေအနေမျိုးလေးဖြစ်လာပြီဆိုရင်ဒူးကြီးမိရပေါ့နော်ကလေးကိုပြုစုစောင့်ရှောက်တဲ့သူတွေကနေပြီးတော့စောင့်ကြည့်နေရင်အနေရမဖြစ်စေနိုင်ဘူးဆိုရင်သူတို့လူနေတာကိုကြည်နေလိုက်ပါ အဲသူတို့လူနေတာလေးကိုကြည်နေလိုက်ပြီးတော့သူတို့ဘလို့ဖြစ်ရှင်းနှုံးဆိုတာလေးကိုစောင့်ကြည့်အ깨ခတ်နေရမှာဖြစ်ပါတယ်ရှင်သူတို့ဖြစ်ရှင်းတာလေးကသူတို့နေရာအောင်မြင်မြင်တိတ်တိတ်ရှိရှိဖြစ်ရှင်းနိုင်လိုက်ပြီးဆိုရင်ဒါအောင်မြင်မှုတစ်ခုပါဒါဆိုရင်တွေးကြုံလာတဲ့ပြဿနာလေးကိုသူတို့နှစ်ဦးသဘောတူစွာနဲ့ဖြစ်ရှင်းလိုက်ကြတာဖြစ်ရှင်းလိုက်တဲ့အခါမှာအောင်မြင်သွားတယ်ဆိုရင် နောက်ဒီလိုမျိုးပြဿနာ ဖြစ်ဖို့အခွင့်အလမ်းနှဲသွားစေပါတယ်။ဘာလို့လို့ဆိုတော့ကိုယ်တိုင်ဖြည့်ရှင်းထားတဲ့အခက်အခဲတခုကိုနောက်တစ်ချိန်ကိုယ်ကထပ်မလုပ်ဖြစ်တော့ဘူးပေါ့လေ။အဲ့လိုမဟုတ်ဘဲနဲ့အဲအုတ်တင်းသူလူကြီးမိဘပေါ့ဆရာသမားစိုးရင်စိတ်လွန်ခဲ့ပြီးတော့ကိုယ်ကရေအကုန်ဖြည့်ရှင်းပေးနေရင် တို့ကအခက်အခဲကိုမဖြေရှင်းတတ်တော့ဘူးပြဿနာကိုရင်မဆိုင်တတ်တော့ဘူးဒါဆိုရင်နောက်ကြရင်ထက်ခါထက်ခါပြဿနာကြီးထက်ခါထက်ခါအခက်အခဲတွေဖြစ်စီမယ်ပေါ့နော်ကျမတို့လူကြီးမိဘဆိုတာကလေးရဲ့ဘဝတစ်ချောင်းလုံးကိုလိုက်ပါအုပ်ထိန်ပြီးတော့စောင့်ရှောက်ပေးနိုင်တာမှမဟုတ်ဘဲနဲ့သူတို့ဘဝကိုသူတို့ကိုယ်တိုင်ယက်တီနိုင်အောင်လေ့ကျင့်ပေးကြရမှာဆိုတော့သူတို့ကိုယ်တိုင်ဖြည့်ရှင်းခွင့်ပေးရမှာဖြစ်ပါတယ်ဖြည့်ရှင်းရင်းနဲ့မှဖြည့်ရှင်းတာအောင်မြင်သွားပြီဆိုရင်ဒီလိုမျိုးအခက်အခဲဒီလိုမျိုးပြဿနာဆက်မဖြစ်တော့ပါဘူး ိဘတွေရာဖြစ်ရှင်းနေတယ်ဆိုရင်ပုတ်ထင်းသူလူကြီးမိဘတွေရာပြုစုပြောထောင်တဲ့သူတွေရာဖြစ်ရှင်းနေတယ်ဆိုရင်ထက်ခါထက်ခါပြဿနာတွေထက်ခါထက်ခါအခက်ခဲတွေကိုရင်ဆိုင်ရမှာဖြစ်တယ်အဲ့တော့ကြတော့ကျမတို့ရဲ့ကလေးတွေကိုအခက်ခဲတွေအကျဉ်းချင်းပြဿနာတွေအကျဉ်းချင်းမရင်ဆိုင်စေခြင်းမူမဖြစ်စေခြင်းမူဆိုရင်သူတို့ကိုယ်တိုင်ဖြည့်ရှင်းခွင့်ပေးရမှာဖြစ်ပါတယ်ရှင်သူတို့ကိုယ်တိုင်ဖြည့်ရှင်းရင်းနဲ့မှာ ဒီလိုမျိုးပြုမှုဟာဒီလိုမျိုးပြဿနာကိုဖြစ်စေတယ်ဒီလိုအခက်အခဲကိုဖြစ်စေတယ်နောင်မဖြစ်အောင်ဒီလိုမျိုးအပြုမှုကိုမလုပ်တော့ဘူးရှောင်ကျင်တော့မယ်ဆိုတဲ့အတွေးတွေက ကလေးတွေရဲ့အသိစိတ်ထဲမှာရောက်ရှိပြီးတော့ပေါ့နော်။နောက်ကြလို့ရှိရင် तू အစဉ်ပြေပြေနဲ့ပြဿနာမဖြစ်ဖဲနဲ့ပေါ့နော်။အဲကစားတတ်သွားမယ်။ဆောင်ရွက်တတ်သွားမယ်။အရည်အသွေးတွေတက်လာမှာပေါ့။ဒီလိုမျိုးတက်လာခြင်းကလည်းကျမတို့ resilience ဆိုတဲ့ကြံ့ကြံ့ခံတဲ့စွမ်းရည်တွေဖွံ့ဖြိုးလာစေခြင်းလည်းဖြစ်ပါတယ်။ကြံ့ကြံ့ခံနိုင်တဲ့စွမ်းရည်တွေဖွံ့ဖြိုးလာအောင်သူတို့ကိုယ်တိုင် ကျမတို့အမားလက်ခွင့်ပေးရမယ်။ မမဆူလို့ဘာမှမခိုင်းတော့ဘူးကျမသားလေးမားတော်မှာဆူလို့ကျမအကုန်လုပ်ပေးရဲဒါမျိုးဆိုမဟုတ်သေးဘူးပေါ့နော်ตาลีม้าจิม้าပါစီม้าခွင့်ပေးလိုက်ပါဒီအမားကနေ तू တင်อยู่ပါလိမ့်မယ်ရှင်အဲ့လိုမျိုးတင်อยู่ရင်းနဲ့မှာနောက်တစ်ချိန် तू မမားတော့တဲ့အဲအည်ရသွေးကိုရလာမှာပါအဲအမားမှာအကြောင်းလို့မလွတ်ခိုင်းမှုဆိုရင် तू ကိုတစ်သက်လုံးအနားမှာနေပြီးတော့စောင့်ရှောက်ပေးနိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူး အဲ့တော့သူကိုယ်တိုင်သူ့ဘဝမှာသူယက်တီနိုင်မှုအတွက်သူငယ်စဉ်ဘဝမှာမှားလို့ရှိရင်လဲမှားခွင့်ပေးလိုက်ပါအဲ့ဒီအမားကနေသူ့ကို ဘလို့တင်ယူရမယ်ဆိုတာလေးကိုလမ်းကြောင်းပေးဖို့ပဲလိုအပ်တာဖြစ်ပါရဲ့ရှင်။လမ်းမှန်ကိုတော့လမ်းကြောင်းပေးရမယ်။သူကိုယ်တိုင်ဒီကိစ္စကိုတင်ယူစေရမှာဖြစ်ပါရဲ့ရှင်။ဒါကြောင့်ကျမတို့ရဲ့ကလေးတွေကိုအမားလုပ်ခွင့်ပေးရမယ်။အမားကနေပြီးတော့လေတင်ယူဖို့အခွင့်အလမ်းရရှိတယ်ဆိုတာကိုသူတို့ကိုယ်တိုင်လည်းသိရမှာဖြစ်တယ်လို့ကျမတို့ကလေးကိုပြုစုပြောထောင်ပေးနေတဲ့သူကလည်းသိရမှာဖြစ်ပါရဲ့ရှင်။ဒီလိုမျိုးနီးလဲနေနေပေါ့နော်ကလေးတွေမှာ ကြံကြံခံနိုင်တဲ့စွမ်းရည်တွေဖွံ့ဖြိုးလာစေရမှာ ဖြစ်ပါတယ်ရှင်။အဲ့ဒီခါမှလည်းသူတို့တွေမှာသူတို့ပြုလုပ်တဲ့အခါမှာလည်းသူတို့ကိုယ်တိုင်ပြုလုပ်ရင်းနေမှာပေါ့နော်သူတို့ကိုယ်တိုင်ရွေးချယ်မယ်အပြုအမူတွေဘယ်လိုပြုမူအောင်မယ်ဆိုတာကိုသူတို့ဆုံးဖြတ်စီမယ်ပေါ့နော်အဲ့လိုနေမှာသူတို့တွေကနောက်ကြလို့ရှိရင်တဖြည်းဖြည်းနဲ့ independent အမိအခုกินတာနေပြီးတော့မှအမိကိုရတဲ့ဘဝကနေပြီးတော့မိကိုစရာမလိုပဲနဲ့ပေါ့နော် ကိုကိုကိုယုံကြည်မှုရှိစွာနဲ့အဲပြဿနာတွေကို ဖြေရှင်းနိုင်လာမယ်နောက်တစ်ခါပေါင်းတင်ဆက်ဆံရမယ် communication ဘိုင်းဆိုရယ်ဆက်သွယ်ဆောင်ရွက်ရမှာ relation ချီရေအဲဆက်သွယ်ဆောင်ရွက်ရမယ်တူးနဲ့တူးညီညီမျှမျှညီညီညွတ်ညွတ်နေရမယ်ဒါမျိုးတွေကိုသူတို့သင်ယူနိုင်လာစေမှာဖြစ်ပါရဲ့ရှင်အဲ့တော့သူတို့တွေသူတို့ကိုယ်တိုင်ပြဿနာတွေကိုဖြေရှင်းတတ်အောင်ဆက်သွယ်ဆောင်ရွက် က်တက်အောင်လေ့ကျင့်ပေးကြရမယ်လေ့ကျင့်ခွင့်ပေးရမယ်အဲ့လိုမျိုးပေးရင်းနဲ့ပေါ့နော်သူတို့ကိုယ်တိုင်ဆောင်ရွက်ခွင့်နေပေးရမယ်ကလေးကိုယ်တိုင်ဆောင်ရွက်ရင်းနဲ့မှသူတို့ကိုယ်တိုင်ပြဿနာဖြေရှင်းတတ်မယ်တယောက်နဲ့တယောက်ပေါင်းတင်ဆက်ဆံတတ်မယ်တယောက်နဲ့တယောက်ချိတ်ဆက်ဆောင်ရွက်တတ်မယ်ဒီလိုမျိုးအစီအချင်းတွေဖွံ့ဖြိုးလာအောင်လေ့ကျင့်ပေးကြရမယ်အဲ့လိုမျိုးလေ့ကျင့်ပေးရင်သူတို့ကိုယ်သူတို့ confidence ဆိုတဲ့ မိမိကိုယ်ကိုယုံကြည်မှုရှိလာမယ်ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရကလေးကအမှားလဲနည်းတယ်ပြဿနာလဲနည်းတယ် resilience ဆိုတဲ့ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်တွေလည်းဖွံ့ဖြိုးလာစေမှာဖြစ်ပါတယ်ရှင်အဲ့တော့သူတို့ကိုပေါ့နော်ဒီအမှားတွေကနေပြီးတော့ကြံ့ကြံ့ခံနိုင်တဲ့စွမ်းရည်တွေဖွံ့ဖြိုးအောင် စ조사ခိုင်းရမယ်ဒီလိုနည်းလဲနေနေပေါ့နော်ပြဿနာတွေကိုဖြည့်ရှင်းရင်းမှဖြည့်ရှင်းတတ်ဖို့လဲလိုတယ်အဲ့ဒီပြဿနာပြဿနာတွေနောက်တစ်ခါမဖြစ်အောင်လဲသူတို့တင်ယူတတ်ဖို့လိုတယ်ဒါဆိုရင်သူတို့ကိုသူတို့နဲ့နိုင်တဲ့ကလေးနဲ့နိုင်တဲ့ပြဿနာတွေကိုကလေးကိုယ်တိုင်ဖြည့်ရှင်းရမယ်ကလေးတွေကိုအမားလုပ်ခွင့်ပေးရမယ်အမားကနေပြီးမှအမှန်ကိုဘယ်လို လမ်းကြောင်းပေါ်ကိုဘယ်လိုရှောက်ရမလဲဆိုတာကိုထိန်းကြောင်းပေးဖို့ကတော့ပြုစုပြောထောင်နဲ့ပေးတဲ့သူတွေရဲ့အကူအညီလိုအပ်တာလည်းဖြစ်ပါတယ်ရှင်။အဲ့တော့ကြတော့ကလေးတွေကိုလုံဆောင်ခွင့်ပေးရမယ်။မှားသွားလို့ရှိရင်လည်းဒီအမားကနေတင်ယူခွင့်နေရတယ်ဆိုတာလေးကိုကျွန်တော်တို့တွေကတွေးစားထားကြရမှာဖြစ်ပါတယ်ရှင်။အဲ့တော့ကလေးကိုရုန်းကန်ခွင့်ပေးရမယ်။စွန့်စားခွင့်ပေးရမယ်။အမားလုပ်ခွင့်ပေးရမယ်။ကလေးကို ရုံးကန်ခွင့်ပေးရမယ်စွန့်စားခွင့်ပေးရမယ်အမားလုပ်ခွင့်ပေးရမယ် ဘာလို့လဲဆိုရင်သူတို့ကိုယ်တိုင်ရွေးချယ်မှုတွေလုပ်ကြည့်မှသာတဲ့အပြုအမူတိုင်းမှာအကျိုးဆက်တွေရှိတယ်ဆိုတာသိမှဖြစ်ပါတယ်ကျမတို့ပြုစုပြောထောင်ပေးတဲ့ဒူရီယာကြီးပဲအကုန်လုံးမှားမှားကြောက်လို့ခိုင်းမိမှားကြောက်လို့အန္တရာယ်ဖြစ်မှားကြောက်လို့လုံးဆောင်ပေးနေမယ်ဆိုရင် ဒီအပြုအမူတိုင်းရဲ့အကျိုးဆက်ကိုတို့ကမသိတော့ဘဲနဲ့တို့ရဲ့တကယ်ကြီးလာတဲ့အခါမှာကြီးမားတဲ့အပြုအမူတွေဘဝနဲ့ရင်းပြီးတော့မှားသွားတဲ့အပြုအမူတွေကြလို့ရှိရင်ဘလို့မှကျွန်တော်တို့ပြန်ပြီးတော့ထိန်းချုပ်လို့မရနိုင်တော့ဘူးလေအဲ့တော့ငယ်စဉ်ကလေးရပေါ့တို့ကိုအာအပြုအမူတို့ကိုယ်တိုင်လောက်ခိုင်ခွင့်ပေးရမယ်စွန့်စားခွင့်ပေးရမယ်အမားလောက်ခွင့်ပေးရမယ် ရွေးချယ်ခွင့်နေပေးရမယ်အဲ့လိုမျိုးရွေးချယ်လုံကြီးမှသာအပြုအမူတိုင်းမှာအကျိုးဆက်တွေရှိရဆိုတာကိုတို့နားလည်သဘောပေါက်ပြီးတော့ကောင်းတဲ့အပြုအမူတွေကိုတို့ပြုမူလာစေမှာဖြစ်ပါတယ်ရှင်ကလေးတွေကောင်းတဲ့အပြုအမူတွေပြုမူလာအောင်တို့ကိုယ်တိုင်လှူဆောင်ခွင့်ပေးရမှာဖြစ်ပါတယ်ရှင် ြေတနာဖြစ်ရှင်းတဲ့အခါမှာလေသူတို့ကိုလွတ်လွတ်လပ်လပ်လှုပ်တက်လာလေးဆက်ဆံရေးနဲ့ဆက်သွယ်ရေးမှာပူပြီးတော်လာလေးလေးပဲဖြစ်ပါတယ်တဲ့ဒါကြောင့်ပြေတနာဖြစ်ရှင်းရမှာလည်းပဲပေါ့နော်သူတို့ကိုလွတ်လွတ်လပ်လပ်လှုပ်လှုပ်ကင်ခွင့်ပေးမယ်အဲ့လိုမျိုးလှုပ်တက်လာပြီဆိုရင်သူတို့တွေဆက်ဆံရေးတွေဆက်သွယ်ရေးတွေမှာတဖြည်းဖြည်းနဲ့တော်လာမယ်တော်လာလို့ရှိရင်ကျမတို့ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်တွေကလည်းဖွံ့ဖြိုးလာစေမှာဖြစ်ပါတယ် အဲ့လိုဆိုလို့ရှိရင်ကျမတို့စွန့်စားပြီးတော့ဗောနော် အမားလှုပ်ရဲတဲ့ယုံကြည်မှုနဲ့ပြန်ကြလို့ရှိရင်ပြန်ထားတဲ့ဇွဲတက်တီရှိလာမှာဖြစ်ပါတယ်တဲ့ဒါဆိုရင်ကလေးတွေကိုကျမတို့တွေပြုစုပြထောင်ပေးတဲ့သူတွေကယုံခံခွင့်တွေပေးရမယ်စွန့်စားခွင့်တွေပေးရမယ်အမားလှုပ်ခွင့်တွေပေးရမယ်သူကိုယ်တိုင်ရွေးချယ်မှုတွေလုပ်ကြည့်မှသာကျွန်တော်တို့ကလေးတွေဟာအပြုတ်မှုတိုင်းမှာအကျိုးဆက်ရှိတယ်ဆိုတာကိုကလေးတွေသဘောပေါက်လာမှာဖြစ်တယ် ပြဿနာဖြစ်ရှိတဲ့အခါမှာလည်းလွတ်လွတ်လပ်လပ်လုံဆောင်ဝင်ပေးရမယ်အဲ့လိုလှုပ်တက်လာလေလေဆက်ဆံရေးနဲ့ဆက်သွယ်ရေးတွေမှာပို့ပြီးတော့တော်ပြီးတော့ထူးချွန်လာလေလေဖြစ်မှာပါရှင်ဒီလိုမျိုးတွေဒါလေ့ကျင့်ပေးပြီးဆိုရင်စူစမ်းလိုက်တဲ့အခါမှာအမားလို့ရဲတယ်ဒါဆိုရင်ယုံကြည်လာမယ်ဒါမျိုးနောက်တကမမအောင်ဘလို့လှုပ်ဆောင်မယ်ဆိုတဲ့အတွေးတွေရလာမယ်ပြန်ထလို့ရှိ ပြန်ကြလို့ရှိရင်လည်းပြန်ထမယ်ကြလို့ရှိရင် ထမယ်ပြီးရင်အဲ့လိုမျိုးနဲ့ဇွဲတက်တီတွေခိုင်မာလာပြီးတော့ပေါ့နော်ကလေးတွေမှာကြံ့ကြံ့ခံနိုင်တဲ့ဆွမ်းရည်တွေဖွံ့ဖြိုးလာစေမှာဖြစ်ပါတယ်။ဒါဆိုရင်အခုကျွန်မဆွေးနွေးပေးနေတဲ့အကြောင်းအရာလေးတွေဆိုရင်တို့ရဲ့ကလေးတွေရဲ့ကြံ့ကြံ့ခံနိုင်တဲ့ဆွမ်းရည်တွေဖွံ့ဖြိုးနေအောင်လေ့ကျင့်ပေးရမယ့်အကြောင်းအရာလေးတွေဖြစ်ပါတယ်။ကလေးတွေကိုတို့ကိုယ်တိုင်လှူဆောင်ဝင်ပေးရမယ်။မှားသွားလို့ရှိရင်လည်းကျွန်တော်တို့ပြင်ပေးပြင်ပေးမယ်။အဲ့လိုနီးနေတို့ကိုယ်တိုင်လှူဆောင်ရင်းနေပေါ့နော်။အဲအပြုအမူတိုင်းမှာ တို့မှာအကြောင်းအရာတွေတစ်ခုရှိတယ်ဆိုတာကိုအဲခံသူတို့ပြုမှုလိုက်တဲ့ပြုမှုတိုင်းမှာအဲသူတို့မှာရက်လက်တစ်ခုစီရှိတယ်ဒါမျိုးဆိုကောင်းတဲ့ရက်လက်ရကြင်ကောင်းတဲ့ပြုမှုတွေပြုမှုလာမှာဖြစ်ပါတယ်ရှင်အဲ့တော့တဖြည်းဖြည်းနဲ့ပေါ့နော်ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်တွေဖွံ့ဖြိုးလာစေမှာဖြစ်ပါတယ်ရှင်အဲ့တော့ကလေးတွေကိုလောက်ကင်ခွင့်ပေးရမယ်စွန့်စားခွင့်ပေးရမှာဖြစ်ပါတယ်ရှင်အဲ့ဒါဒီလိုမျိုးကလေးတွေကိုယ်တိုင်လှူဆောင်စေဖို့ဟာငယ်ငယ်ကလေးကလှူဆောင်စေခြင်းအဖြစ် ကြီးတဲ့တဖြည်းဖြည်းနဲ့ကြီးလာတဲ့အခါမှာပြဿနာတွေနည်းသွားမယ်အမားလောက်တာတွေနည်းသွားမယ်အဲ့လိုနဲ့ပေါ့နော်တဖြည်းဖြည်းနဲ့ကျွန်တော်တို့ကလေးတွေကဘဝမှာပေါ့နော်တရားနဲ့တရားပေါင်းတဲ့ဆက်ဆံရေးတွေဆက်သွယ်ဆောင်ရွက်မှုတွေမှာအားကောင်းလာတဲ့သူတွေဖြစ်လာခြင်းမှာဖြစ်တယ်ဆိုတဲ့